အေးအေးဝင်လာတာကခမရစရဖာနဲ့မဆဖာညံစစ်တက်ညံခမရတို့ညင်းမလားဟုတ်တယ်ညင်းမယ်ဟဲ့ဆိုရင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့အဲညင်းပါเนาะအဲ့တော့ခမရစရဖာနဲ့မဆဖာညံဖြင်းလို့စိမ့်ပိန်းနေပေါ့စိမ့်ပိန်းနေတာသူတို့ကဘာမှသာမသိတာအားရင်သူတို့ကဟိုကာကြုတ်တက်ပုံထိုင်ကြော့ဖို့เนาะအဲပြီးစစ်တက်ကြီးအားပေးဖို့တော့ပြီးဘာမီးတော့ဘာဆိုဘာမှမရှိတယောက်ကနေပြီးတော့ငါဖုတ်ဆက်လာတယ် ကျမရဲ့ပြောဆိုမှုလေးတွေကလက်ရှိအစိုးရပေါ်မှာအနေငယ်အနေငယ်ပေါ့အချင်းညှို့ပြစင်းနေတဲ့အတွက်ကျမကိုဟောတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်อืมอืมကျေးဇူးတင်ပါတယ်တတိပေးအမှန်တရားပြောရဆိုလို့ရှိရင်ခံပြီဟိုမှာပြောချင်တာစကားတစ်ခုမှရှိရဲ့ဘကိုးမျိုးဝင်းနေမိနိုင်အောင်ဆရာတော်ကြီးမဟာနာငိမ့်ဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိတယ်ဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိတယ်လို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အစဉ်သတင်းလိမ်လည်မှုလုပ်ခဲ့တဲ့အတွက်อืม နိုင်ငံတော်ဆက်သတင်းလိမ်လည်မှုလုပ်ခဲ့တယ်လို့လော်ဘီတွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြစ်ချက်ရှိနေတဲ့အတွက်လက်ရှိဒီပိုင်းပြည်စင်ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြန်ဘဲနဲ့ဒါဗီရီတွေပဲလုပ်ပါတယ်ဆိုပြီးကျမကျမမဘုဒ္ဓမဟာသွေးကျမအမြင်တွေကတော့တတိယကျမမွေးဖန်ကျမမနှုံးတတ်ဘူး အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးပေါ်ရိုဒီမာဒီနေ့2025ငါးလပန်း14ရက်နေ့ညနေပိုင်းအစီအစဉ်ဖြစ်ပါတယ်ဒီနေ့ညနေပိုင်းရဲ့ပထမဆုံးသတင်းကတော့ကရင်ပြည်နယ်လမ်းပွဲမြော့နယ်ထမ်းမြမနေဆက်အနေစစ်ကောင်စီတာလီဘျူဟာစစ်စခန်းကို KLN လေပူပေါင်းတက်များကအပြည့်အသက်သိမ့်ပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်ဤပြောဆိုချက်နဲ့ထမ်းသတင်းဌာနများဤဖော်ပြချက်အရသိရှိရပါ ဖြစ်စဉ်ကမေလစေရစ်နဲ့နည်းနည်းအစိုးပိုင်းမှာစတင်၍ဂရင်ပြည်နယ်ထိုင်းမြန်မာနေဆက်ကရန်ယူတမဟာခွန်နေမီအတွဲမှာရှိတဲ့စစ်ကောင်စီခတ်မှတ်ရာနက်စလေးတရင်ဤတာလီမျိုးဟာစစ်စကန်ကို KLL ပူပေါင်းတက်မြတ်ကအပြင်းထန်ထူးဆစ်စဉ်တက်ခတ်ခဲ့ပြီးစစ်တပ်ကလည်းစကမ်းမကြစေရအတွက် တက်လေရင်ပြန်တချုပ်လုံးကိုခုခံခဲ့ကြောင်သိရှိရပါတယ်မေလာ7ရက်နေ့ညနေ6နာရီ7မိနစ်ဝမ်းကျင်အချိန်တွင်အဆိုပါစကန်ကိုခတ်သိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်စကန်ကတော့ရတော့ပါပြီစစ်တပ်ဖက်ကထိကပ်သေးဆုံးမှုနဲ့လက်နက်ခေယံသိမ်းဆီးရရှိမှုကအခြေအနေကတော့မသိရသေးပါဘူး ဖျက်ပီးသွားတဲ့လူတွေလည်းရှိပါတယ်ဒီစခန်းကအရေးပါတဲ့ဘွာဆက်စခန်းကြီးဖြစ်ပါတယ်ဟု KNU သတင်းရင်းမြစ်ကပြောဆိုပါတယ်အကြမ်းဖက်စစ်တပ်ဤဒါလေဒါလေးဘွာဆက်စခန်းကိုတိမ့်ပြရအတွက်စစ်သားအလုံးစီလုံးရရှိပြီးတော့စစ်သား၂၀ကျော်ထမ်းဖက်ချမ်းတို့ဖျက်ပီးသွားကြောင် KNU စစ်တမ်းသတင်းရင်းမြစ်က အခုကပြောဆိုပါတယ်ဒါကတော့ KNU ကဟိုတနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့မေလစေးရနေ့ကတင်ဆက်ပေးခဲ့တဲ့အာအကြီးတကိုထုတ်ဆက်ဆင်ခဲ့ပါတယ်ဆိုတဲ့သတင်းကိုအခုဆိုလို့ရှိရင်တော့တင်ပတ်ရရှိပါပြီဆိုတော့ဒီဟာကဆိုလို့ရှိရင်တောင်းရက်ပဲကြားတဲ့ဆိုတဲ့သတင်းတို့မျိုးအာတပုံးမျိုးဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့ကျွန်တော်သတင်းကောင်းအနေနဲ့ဒီနေ့ညနေပိုင်းမှာပထမဆုံးအနေနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်အာတင်ပတ်ရရှိမှုကတော့မကြခင်မှာသတင်းထုတ်အာတက်ဆန်သူတွေကထောက်ပြန်လာမှကျွန်တော်ပြန်ပြီးတော့ချက်ပေးပါမယ်အခုကတော့အာတင်ပတ်ရရှိမှုနဲ့ဒီနေ့ခရန်တွေဘလို့ ပြလို့ဆိုတာကိုတော့အသေးစိတ်မပြောနိုင်သေးပါဘူးဖြစ်ပါတယ်။နောက်တစ်ခုသတင်းကပကိုတန်ကျုပ်ပီကိုမြို့နေတွင်ပြည်သူနှုတ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့သောနေထင်းရေးမဟင်ပြစ်ခတ်ခံရပြီးတေဆောင်းသောကြောင့်တာယဝတိခရန်တရင်3800နှင့်တခွေလေးမေအော့ပြောကြားတက်ဖွဲ့မှအော့ဖူမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဖြစ်စဉ်ကတော့ကျုပ်ပင်ကိုဘောလုံးကွမ်းကကဲ့မှာနေထင်းမဟင်တာဝန်ကြက်နေခြင်းအော့ဖူကစံကေစည်းလာတဲ့ပြည်သူနှုတ်ကိုစံကေရက်မပေးလို့မောင်းပြေးလို့ဆိုပြီးတော့ပြစ်သက်ဖူးတယ် အဲ့လိုပြစ်တတ်တဲ့ဒရင်ကြကလေးကဒီကောင်ကို ရှင်းရမယ်ဆင်းရမယ်ဇယင်ထဲထက်ထားတာခုနှစ်ပန်းထဲမှာအလေကောင်းစခန်းမှာဒီကောင်တာဝန်ကြက်နေလေသိရတာအဲ့ဒီဖက်ရောက်တော့လေစက်ခွဲတွေနဲ့ရွာတွေကိုဝန်တရွာတွေထဲကိုဝန်ပြီးတော့ပိုတာဆွဲတယ်ပြီးသူစီကငွေငင်းတယ်လူပြည်မှာဆက်ထရင်အားလုံးကိုဒုက္ခပေးနေမှာမို့အချင်းတလလို့ယူပြီးတော့ရှင်းလိုက်ရတာဟုတာယဝတိခယံ တရင်3800နဲ့တက်ခွေလေးမြေအုပ်ပြောကြားတက်ဖွဲ့မှာအော့ဖူမှာ တာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီကောင်ကဒီပြစ်ခတ်ရှင်ကတော့မေလာ73ရက်နေ့နဲ့နည်းနည်းစေနာရေးအချိန်ပဲကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်ဒီကောင်ကတော့ပြစ်ခတ်တဲ့အချိန်မှာဆောင်းကျပြစ်ခတ်တဲ့အချိန်မှာအာပြည်သူတွေရဲ့အိမ်ထက်ကိုဝန်ပြီးပေါင်းနေသေးတယ်ဒါမှလည်းကျွန်တော်တို့လိုင်းရဲ့ဖိုးတွေကအဲ့ဒီအင်ထဲကိုထိကိုအာဝန်ပြီးတော့နေရင်အထက်ထိကို ဝန်ပြီးတော့ခေါင်းကိုတနက်ဖြတ တချက်ပြစ်ခတ်ကြီးတစ်ဖြန်ပွေးချင်းပြီကိုသေဆုံးသွားပါလေလို့ကျွန်တော်တို့ကြားသိရပါဒီဟာကတော့ပြီးသူနှုတ်ကိုသူကတော့လင်အသူရဲ့လက်နဲ့ပြီးသူနှုတ်ကိုတက်ဖြတ်ခဲ့ပူတယ်ဆိုတော့အခုချိန်မှာသူရဲ့အလက်ရောက်လာပြီဆိုတော့ကိုကျွန်တော်တို့ပြန်ပြီးတော့မင်းရတာဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့အယက်သားပြီးသူမြတ်ကိုအစုလက်အပြုံလက်သေဆုံးစေခဲ့သောလေကြောင်းတက်ခတ်မှုမြတ်မှာစစ်တပ်ကစစ်ရရဲ့ဘက်မှုကျူးလွန်ခြင်းဖြစ်ရစစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှေ့ရလိမ့်မည်ဟုအာရခတတော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခန္တုကကသတိပေးပြောဆိုထားပါတယ်ဒါကတော့မေလ73ရက်နေ့မှာ ရခိုင်ပြည်နယ်မှာရတတောင်မှာဖြစ်ပွားခဲ့တဲ့စက်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုကြောင့်တေဆုံးခဲ့ပြီးသူတွေစက်တောင်ရော့အထက်မနေကိုတေဆုံးခဲ့တဲ့အကြောင်းတွေပသက်ပြီးတော့အာခတ်တော်ရဲ့ပြောရဲဆိုခွင့်ရှိသူခန်တုခတ်ကသတိပေးပြောဆိုတာဖြစ်ပါတယ်။ဓာတီထဲမှာဒန်ရရှိသူတွေက25ဦးထက်ကိုရှိနေပါတယ်လို့သိရှိရပါတယ်။အဲ့ဒါအပြင်စကန်တန်တွန်စာသိန်းကျောင်းကိုစစ်တပ်ကလေကြောင်းတက်ခတ်သဖြင့်ကလေးများတေဆုံးမှုအပေါ်ကုလသမဂ္ဂအတွင်းရေးမှုချုပ်အန်တိုနီကိုတာရက်ကစိုးရင်ကြောင်းထပ်ပေါ်ပြောဆိုလိုက်ပြီးတော့အကြမ်းဖက်မှုကိုရှုတ်ချကြောင်းကုလ သမဂကတရားဝင်သတင်းထုတ်ပြန်ထားဝဲဒါကတော့စကန်တန်ကစာသင်ကျောင်းကိုစစ်တပ်ကလေကျောင်းတက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ကလေးမျိုးသူများအာတေဆောင်းနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကုလသမဂရဲ့သတင်းထုတ်ပြန်ချက်ကိုပြန်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ် ဒါကတော့မေလ14ရက်နေ့ညနေဘက်မှာနောက်ဆုံးရရှိထားတဲ့သတင်းထုတ်တွေကိုတက်တဲ့တော့အချင်းချုပ်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်။နောက်မှာကျွန်တော်စူးစမ်းထားတဲ့ယူတန်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့ကြည်အောင်ပါ။ပထမဆုံးကတော့အယူအတွက်မှဝမ်မချနဲဆိုတဲ့ဦးမင်းကိုနိုင်ရဲ့ပြောဆိုချက်ကိုအင်တာဗျူးကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည်အောင်ပါ။ဒါကတော့ဒီပင်းရင်ကိစ္စနဲ့ပတ်သက်ပြီးတော့အင်တာဗျူးတစ်ခုဖြစ်ပါတယ်လို့ကျွန်တော်တို့ယူဆရပါတယ်။ဒီဗီဒီယိုကိုလည်းကျွန်တော်တို့ clip နဲ့ပေးပါတယ်။ကျွန်တော်နဲ့တူဦးမင်းကိုနိုင်ရဲ့ပြောဆိုချက်ကိုအရင်ဆုံးနားထောင်ကြည်အောင်ပါ။ဟုတ်ကဲ့ပါဦးမင်းကိုနိုင် ပြီးခဲ့တဲ့မေလ12ရက်နေ့ကတပရင်းမြို့နယ်ဦးထိန်တွင်းရွာစတင်ကျောင်းကိုဘုံကျဲပြီးတော့အကျန်းဖတ်စစ်တပ်ကကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်ကိုရက်ဆက်စွာတပ်ဖြတ်ခဲ့ပါတယ်။ဒီကိစ္စတလောက်ရက်ဆက်ကြမ်းကြုတ်အောင်လုပ်ရတာဖက်စစ်တပ်ကဘာဖြစ်ချင်တာလဲကို။အော်ဒီလိုဗျာဒီဖက်စစ်တပ်မှာကလက်နဲ့နဲ့ငွေအားကိုပဲဗျာဒါပဲရှိတာ။အတော်လိုင်းရဲ့ဘက်မှာကျတော့ပြည်သူလူထုရဲ့ထောက်ခံမှုကအဓိက။ဒါအားလုံးအတိပဲ။ တဖက်စစ်တပ်ကလူလူထောက်ခံမှုမလိုချင်လို့တော့မဟုတ်ဘူးနော်သူမရနိုင်မှလည်းသိတယ်လေဒီတော့တော်လန်ရေးရဲ့အာသာချက်ကိုသူဖျက်ဆီးဖို့အမြဲအားထုတ်နေရတယ်ကြည့်ဗျာစာသင်ကျောင်းမှန်းသိလျက်နဲ့ဗျာလူတွေမတွေးမကြံဝန်းတဲ့အလုပ်ဒီဘုံကျဲတဲ့အလုပ်ကိုမိုက်ရိုင်းစွာနဲ့လုပ်တယ်ဆိုတာပြီးတော့ NUG ကိုအပြစ်ပုံချတဲ့စာတွေစကားတွေအကောင့်တွေအများကြီးနဲ့ဒီစစ်စင်ရေးတလကြမ်းလှုပ်လာတာနဲ့ဆက်ဆက်ကြည့်လိုက်ပါဒီလူမဆန်တဲ့လောက်ရအပေါ် NUG ရဲ့ကြီးညာချက် ဘလို့ပင်တုံ့ပြန်နေဖြစ်စေဗျာသူကအပြစ်တခုလို့အဆက်မပြတ်ထိုးနှက်နေတာကိုတွေ့ပါလိမ့်မယ်အခုကြတော့စေရသွုံးမှုဒီ war crime ကျူးလွန်တဲ့သူကိုဝိုင်းတန်ခါရမယ်အစား NUG ကိုလွှဲချတဲ့ကိစ္စမှာပွဲစုအောင်အာယုံတွဲတယ်ဆိုတာတိတ်တိတာတာပေါ့သူတို့ကဗျာဓမ္မနဲ့အဓမ္မတိုက်ပွဲဆိုတာကိုပုံဖြတ်ပလိုက်တယ်ပြီးတော့ဘယ်နှစ်ဖက်ဗျာစစ်တိုက်နေကြတာပါလို့ဇွတ်ပုံဖော်လိုက်တယ်အဲ့တော့ဒီဒီပတ်စံကြီးအများကြီးအုံခံရတဲ့ဘုံကျဲတဲ့အမှုကိုတော့ တော်လန်ရေးတပ်စခန်းအစားဒီစာတင်ကြောင်းပေါ်မှာရွေးပြီးတော့လုတ်ကြည့်တာဆိုတာဟိုကြည့်ရင်ဒါထင်ရှားနေပြီဗျာနော်အဲ့တော့သူတို့ကပြောကြင်တာလွတ်မြောက်နေမြေမှာမင်းတို့စာတင်ကြောင်းလဲငါတို့ကျဲမှာပဲလို့သူတပါတဲ့တင်စကားပေးတာဗျာပြည်သူလူထုကိုလည်းဟာ energy အပါဝင် တော်လန်ရေးနဲ့မပတ်သက်ရဲအောင်သူချိန်ချောက်ပြီးသားလည်းဖြစ်တယ်ဗောဘလို့တွတ်တဲ့ဗောအဲ့ဒါသူတို့မြတ်တယ်လို့သူတို့အထင်ရှိပြီးတော့ဂျင်းနဲ့ငယ်ကိုရပါတယ်ဟုတ်ကဲ့ပါအခု ဒီလိုမျိုးကလေးတွေကိုတတ်တာရောပြီးတော့ပြောင်းလဲနေတာရောလုပ်နေတဲ့အတွက်ပြည်သူလူထုကအတော်လေးဒေါသထွက်ပြီးတခုခုတုံ့ပြန်ခြင်းနေကြတယ်။ပြည်သူတွေကျွန်တော်တို့တွေဘာလုပ်နိုင်မလဲဘလို့တုံ့ပြန်ကြရင်ကောင်းမလဲကိုအဲ့ဒါဆက်ကြည့်လိုက်လေဒီဘုံကျဲခံတဲ့ဆ iam မတွေနဲ့ဒီစာသင်သားတွေရဲ့ပုံရိပ်တွေကလူတွေကြားထဲမှာ shock ရသွားတာပေါ့နော်။သွေးလန့်သွားတယ်တက်ခေါက်တယ်စူပွက်သွားတယ်အဲ့ဒီခါကြမှလေဒီဖက်စစ်တပ်ကဟာငါတို့တန်တမာရေးလူရာဝင်လို့မှုကိုပါအသက်ရောက်ပြီးထိခိုက်ပြီးဆိုတာသိသွားတော့ချက်ချင်းပဲ။ နောက်တစ်မျိုးကြောက်ရလက်အောင်ပြောင်းတာပေါ့အဲ့တော့ဒါကသူတို့ကိုသူတို့ပြောကြင်တာကသူတို့နာမည်ဖြတ်ချင်လို့တကယ်မဟုတ်ပါဘူးလောက်ကျန်ဖန်တီးတဲ့ပုံတွေပါဆိုပြီးတော့ထော့အော်ပြောင်းဟာမင်းနီတွေပက်ပြီးတော့လှုပ်ပါတယ်ဆိုပြီးတော့อืมဒါပေမဲ့ဒီဘက်ကဒီအပြစ်မဲ့တပ်ဖြန်ရတဲ့သူတွေရဲ့အမီအသက်အတန်းနဲ့တကွစည်ရင်းစရားနဲ့ပေါ့နော်တက်တည်ထူပြလိုက်တာအာအဲ့ဒီမှာတခါတည်းထူပူပြီးတော့နောက်တစ်မျိုးကြံမြန်ရောသွေးယူသွေးရနော်ကြံပြီးကြံရသူတို့ ကြီးညာလိုက်တာပါတယ် PDF တွေကပဲလက်နဲ့စမ်းပြီးတော့ထပ်စစ်ပေါက်ကွဲတဲ့အောင်သူကောက်ကောက်ကြစ်ကြစ်ပေါ့နော်ပြောင်းလိန်တော့တာပဲအရစကားနဲ့ပြောရင်တော့ဗျာဒါအကျင့်ရုပ်တယ်ဆိုတာဒါမျိုးပဲဗျာဒီစစ်ကမြလော်ဘီတွေအပါအဝင်တော့နိုင်ငံပိုင်းမီဒီယာတွေအထိတော့အဲ့ဒီကောက်ကြစ်စင်းလဲတဲ့ viewer ကိုဟိုကြီးညာခိုင်းလိုက်တာသူကဒါပေမဲ့တစ်ချက်ထဲမှာပေါ့နော်အရက်ဖက်ကိုဘုံကျဲတာကိုလက်တွန့်သွားလားဆိုတော့ဒါတော့ပွက်လို့ရိုက်နေတဲ့ကြားထဲမှာရခိုင်မာတဲ့ထက်ကျဲတာပဲ ဆိုတော့ဗျာပြစ်မှုကြီးတွေကိုကျူးလွန်ခိုင်းမယ်ကျူးလွန်ပလိုက်မယ်ပြီးရင်သူမြောက်လွှဲချလိုက်ရတာပဲ MRTB မြောက်ဝတီကနေပြောင်းလင်ခိုင်းလိုက်ရတာပဲလို့တွေးနေတဲ့ပုံပါဗျာဟုတ်ကဲ့ပါအခုအဲတချို့ comment တွေ post တွေမှာတွေ့ရပါတယ်အဲဒါတွေကတီးပြီးသားပါကွာဘာလို့ကြမလဲတာပြောပြည်ရင်းကဘာလို့နိုင်မှာမို့လဲပြောဆိုသူတွေအတွက်ဘလို့တုံ့ပြန်ချင်ပါသလဲအခုအဲစစ်တပ်ထုတ်ကုန်တပိတ်မောက်တဲ့အလို့ဘလို့လုံနိုင်လဲကျွန်တော်မလဲမညာလဲပြန်စမ်းစစ်ဖို့လိုပါတယ်ဒါကတော့ ဒီတပိတပိအဖွဲ့ဘောင်းဆောင်ကဒီစစ်တပ်ထုတ်ကုန်ပစ္စည်းတွေကိုနာမည်နဲ့တကွအစင်းစရားနဲ့အကျဉ်းချင်းနှိုးဆောင်ပြီးသားပါကဲကြည့်မယ်ဒီနေ့မြန်မာပြည်ဆိုင်နေပိတ်ကုန်လားပန်းပန်လှက်လားဒါအဖြေပါအဲ့တော့ဗျာလုံးစရာရှိတာဒီအကုန်လုံးနေမှာအကုန်လုံးအောင်မှာဒီဒီစာတင်ကြောင်းဘုံကျဲတဲ့စုလိုက်အပြုံလိုက်လူတတ်မှုမှာကုတီလက်ရောက်ကျူးလုံသူကဖက်စစ်တပ်ရှင်းတယ်ကြံရပါကဖက်စစ်ရဲ့အဲ့ဒီသွေးစွန်းတဲ့လက်ကိုကင်တွေမြောက်ပင့်ပေးခဲ့တဲ့ နိုင်ငံကြီးငယ်မဟုအာဏာရှင်အစိုးရများဖြစ်တယ်။နောက်တစ်ခုဒီအမှုတွေကိုတရားစီရင်ဖို့နော်ဒီစင်းရဲစရားတွေကိုကျွန်တော်တို့ကမ္ဘာအင်စီကျူးရှိအစည်းအဝေးကိုပို့အောင်မှာပဲတန်ယုံတွေရှိမှာကန်ရမြောက်အောင်မှာပဲကျူးလွန်တဲ့လူတွေအေးအေးယူနိုင်တဲ့အထိရာရာနီးတဲ့နီးပေါင်းစုံနဲ့ခုနလိုတပိတ်တိုက်ပွဲတွေနဲ့စစ်တပ်ထုတ်ကုန်တပိတ်မောက်တာအပေါင်းပဲပေါ့အာနီးပေါင်းစုံနဲ့အားဆိုင်ကြအောင်မှာပဲဟုတ်ကဲ့ပါအခုအချို့ကစိတ်ပူကြရတယ်ဒီစစ်ကောင်စီကလှုပ်ကြံကြင်ညာနေတာတွေကိုအဟုတ်ထင်နေကြရင်ဘယ်နဲ့လုံမလဲပေါ့ ဒီပေါ်အကိုရောဘယ်လိုယူဆပါသလဲခင်ဗျ။အာသူတို့အဲ့လိုဖြောင်းလိန်နာနဲ့ချက်ချင်းကျွန်တော်လေးဒီဝင်းနမိတ်တာလုံးဆရာတော်တပ်ဖြစ်မှုဖြစ်စဉ်ကိုချက်ချင်းသိရတယ်ဗျ။ကျူးလွန်တဲ့သူတွေကတော့မိခင်မိမှာပေါ့ဗျာ။လူမှန်ရင်တော့ချက်ချင်းအားလုံးကပြန်သတိရသေးတယ်။အခုတော့သူတို့ဓာမျိုးတော့နောက်ထပ်ဖြောင်းလိန်နေဆိုတာလေသူတို့ရဲ့အစဉ်ချင်းမဲ့မှုတွေညာရင်နှိမ့်မှုတွေကိုပြနေတာဗျ။ကဲဘလို့ဖြစ်စီဗျအဲ့ဒီအပြစ်မဲ့အတတ်ခံတဲ့ပြည်သူတွေအယိုးတွေတွန်နေနေမှာတော့ဝန်ချတောင်းမှန်လွတ်ကြောင်းတော့မကြမ်းနဲ့ အခုကိုပြောတဲ့စကားတွေသာကိုတာယူလို့ပြန်ထားကြ။အဲ့ဒီကောက်ကျစ်စင်းလေအပြစ်လွဲပြီးတော့စကားပြောခဲ့တဲ့လူတွေ၊ကြီးညာခဲ့လူတွေ၊ခိုင်းခဲ့တဲ့လူတွေအားလုံးဟာတကယ်ကိုတရားမျက်မှောက်ရင်ဆိုင်မှုသာပြင်ထားပါလို့ဒါပြည်သူတွေကိုသာပြောကြနေတယ်ဗျာ။ကဲဆိုတော့ဒါကတော့ဘူမင်းကိုနိုင်ရဲ့ဒီပရင်ဖြစ်စဉ်ကပေါ့နော်ပြောဆိုထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီပရင်ဖြစ်စဉ်မှာမပုတ္တုကိုတန်ကတော့ဝန်ခံတော့ပြီ အရင်ကကျွန်တော်တို့ PDF ဖိုတွေပဲလော့တယ်ဆိုတဲ့ဟာကမျိုးကိုတခြားလော့ပြီးလို့မပြောတော့ဘူးသူကတော့စစ်တပ်ကလော့မယ်လို့သူကယူဆထားပါတယ်သူကပြောတယ်ပြောတယ်တော့မပြောဘူးဒါပေမဲ့လည်းပြောတာကတော့လုံးဝကိုမှန်တယ်ဆိုတော့နားထောင်ကြည့်အောင်ဘလူတွေပြောဆိုထားလဲစုဝင်ထားဖို့ကောင်းတယ်ဆိုတော့ပြောင်းကြီးကတော့လုံးဝကိုစစ်တပ်ကလော့ပါတယ်ဟာတခြားသူတွေရဲ့လော့ဆောင်ချက်ကစစ်တပ်ပဲရှိတယ်တခြားသူတွေလော့ဆောင်ချက်မရှိပါဘူးဆိုပြီးတော့ပြောနေတာဖြစ်ပါတယ်ဆိုတော့မပုတ်တူကရောဘလူတွေပြောလဲနားထောင်ကြည့်အောင်ပါမင်္ဂလာပါ ီနေ့မေလာဆုတ်တဲ့နေ့ညနေကဒီဘက်ပြည်ဆိုင်နဲ့ပတ်သက်လို့ကျွန်မရုပ်သားဖိုင်တခုတင်ထားတယ်။ဒါပေမဲ့ TikTok ကအတန်ဖိုင်ဖျက်ချလိုက်တဲ့အတွက်အပြည့်စုံကြည့်ရတယ်ဆိုလို့ရှိရင်တော့ TikTok ရဲ့အောက်မှာ YouTube link ရှိပါတယ်။အဲ့မှာဝင်ကြည့်ပါ။အခုကပြောချင်တာလဲဆိုတော့အာဒီဘက်ပြည်ဆိုင်နဲ့ပတ်သက်လို့ကျွန်မအမြင်လေးတွေပြောဆိုတဲ့အခါမှာအာလက်ရှိပေါ့နော်ကျွန်မကိုအာလက်ရှိပြည်ရေးဝန်ပြည်ရေးဌာနမှာပေါ့တော့မှထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ငါဖုတ်ဆက်လာတယ်။ကျမရဲ့ပြောဆိုမှုတွေဒီကလက်ရှိအစိုးရပေါ်မှာအနေငယ် အနေငယ်ပေါ့အချင်းညိုပြက်စင်းနေတဲ့အတွက်ကျွန်မကိုအော်တတိပြည့်တဲ့ဆိုတဲ့သဘောပေါ့နော်။อืมอืมอืมဆိုတော့ကျေးဇူးတင်ပါတယ်တတိပြည့်။အမှန်တရားပြောရဆိုလို့ရှိရင်ခံပြီ။ဥမာပြောချင်တာစကားတစ်ခုမှရှိရ။อืมဒါရှိဒီဘက်ရင်ဖြစ်စင်တာပတ်သက်လို့နော်ညမနေ့ကညနေရတော့ပြောထားတာရှိပါတယ်အစားဆုံးကြည့်ခြင်းတချို့မှတင်များတဲ့အတွက် YouTube မှာတင်ထားတယ်ဝင်ကြည့်ပါ။ပြောချင်စကားတစ်ခုရှိပါတယ်။လက်ရှိဒီဘက်ရင်ဖြစ်စင်တာပတ်သက်လို့ကျွန်မလက်ရှိအားလက်နဲ့ကင်မီတိုက်နေတဲ့နှစ်ဖွဲလုံးပေါ်မှာကျွန်မပြောတယ်။ဒါပေမဲ့ကျွန်မကဘာလို့လက်ရှိအစိုးရဘက်ကိုပြောလဲဆိုရင် ရှိမှလည်းပဲဗကူမျိုးဝင်းနေမိတာရောဆရာတော်ကြီးပြန်လုံတော်မူခဲ့တဲ့ဖြစ်စဉ်မှာဗျောင်းလင်းဗျောင်းစားခဲ့တဲ့အတွက်อืมเนาะမမေ့တဲ့ဒီတပြောင်းပဲเนาะရှိမှလည်းပဲဗကူမျိုးဝင်းနေမိနိုင်ဆရာတော်ကြီးမဟာနာငိမ့်ဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိတယ်ဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိတယ်လို့မဝင်ခံဘဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အစဉ်သတင်းလိမ်လည်မှုလုပ်ခဲ့တဲ့အတွက်อืม နိုင်ငံတော်ဆက်သတင်းလိမ်လည်မှုလုပ်ခဲ့တယ်လို့ lobby တွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြည့်ချက် ရှိနေတဲ့အတွက်လက်ရှိဒီဘက်ရေးပြည်စင်ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြန်ရင်ဘဲနဲ့ဒါ PDF တွေပဲလုပ်ပါတယ်ဆိုပြီးကျမကျမမဘုဒ္ဓမဟာသွေးကျမအမြင်တွေကတော့တတိယကျမမွေးဖန်ကိုကျမမသုံးသပ်ဘူးနော်သူဖြစ်သူခံကိုဖြစ်ကိုခံကိုတမိုင်းကြောင့်ကိုရေးလိမ့်မယ် ါပေမဲ့သူကြောင့်ငါကြောင့်ဆိုပြီးတော့လက်ညှိုးချိုးအပြက်ပုံချလွှဲချနေတာတရေဘုံကြောင့်လည်းလောက်ရက်တွေဖြစ်တယ်။อืมသူကြောင့်ငါကြောင့်ဆိုပြီးလွှဲမချပါနဲ့။နော်ဒါပေါ့ဒါပေါ့အာကျွန်မညာနေရပြောလိုက်ရတော်တော်ပြင်းထန်သွားတယ်ထင်ပါတယ်။လက်ရှိအစိုးရကိုကြီးညိုပြက်စီရဲ့ပါညာဆိုပြီးတော့ကျွန်မကိုသူကတော့ခင်မင်းလို့စေနာနဲ့တတိပေးတာပေါ့နော်။နော်ကြီးညိုပြက်စီရဲ့ဆိုလို့ရှိရင်လည်းကြီးညို ကြီးညိုခိုင်ချင်ရင်တော့ကြီးညိုနိုင်လောက်တဲ့အရေးရှိရှိအောင်ကြီးညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်။ကိုကတည်းကကြီးညိုခိုင်ချင်ရင်ကိုကိုယ်တိုင်ကသီလသမားတွေတိတ်ခါမိချင်းစရာမိချင်းတရား၁၀ပါးနဲ့ပြည့်စုံအောင်အုပ်ချုပ်နိုင်မှအပြည့်သူကကြီးညိုတဲ့လူလူကောင်းဆောင်တယောက်ဖြစ်နိုင်မှာပေါ့နော်။ရှေ့မှာလည်းပဲဒီဘိုးမျိုးဝင်းနေမင်းသားရောင်ရှာတော်ကြီး အာဖြစ်ဆန်တာပတ်သက်ပြီးတော့နိုင်ငံတော်ဆင့်သတင်းလိမ့်လဲပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ့်လင်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ရင်ဖြစ်ဆင်မှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်ဘဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျမကတော့တတိချမစိုးစွဲကျမအခုရှင်အခုလိုမျိုးတပင်းတော့เนาะအခုလိုမျိုးပစည်းကဲဘုံမတွေကတော့ဝန်ခံတော့ပြီတရားကဘုံမတွေကလုံးဝကိုအာမမင့်သေးတယ်တခြားသူတွေမမမင့်တဲ့သူတွေလည်းအများပြည့်ရှိနေသေးတယ်ဒါကြောင့်မလို့ဒီလိုမျိုးအာဒီပြင်းဖြစ်စင်တဲ့ ဝင်းနမီတာယုံဇာရိုကိုပြစ်ခတ်တဲ့အချိန်မှာလဲသူတို့တွေကဘလူတွေလှုပ်ဆောင်ခဲ့လဲဆိုတော့ရှိဆိုလို့ရှိရင်လိုင်းပေးကလူကိုဖမ်းပြီးတော့မင်းလောက်တာပါမင်းတို့ပြစ်တာပါဆိုပြီးဖမ်းမိတပါလေဆိုပြီးတော့ပြောဆိုခန်းတဲ့အချိန်ဒီမျိုးထစ်ကိုကာသမာပါကာသမာကိုလည်းလင်းလေခန်းပါတယ်ဒီလိုမျိုးကိုထစ်ကိုဟာလှုပ်ဆောင်ခဲ့ပါတယ်အခုချိန်မှာလဲဘလူတွေကလင်ကကျက်ပြောဆိုခဲ့လဲဆိုတော့လိုဘီတွေတချို့ဆိုလို့ရှိရင်တော့လောင်းဝကမဟုတ်ပါဘူးသူအတူပေါက်ကွေးတာပါပါဆိုပြီးပြောနေတဲ့လူတွေမျက်ပြတ်ရှိပါတယ်ဆိုတော့ဒီထက်မှာဘုံမ လော်ဘီတောင်းရောက်ကတော့အတီလီမပြောမဲလေသူတို့အဘတွေကြောက်နေလို့အတီလီမပြောရတာပါဖြစ်ဖြစ်တယ်သူတို့ဘတွေကသူတို့ကိုဖမ်းမယ်စီးမယ်ဆိုလို့မပြောဘူးဆိုလို့ရှိရင်တော့ဒီကောင်တွေကတော့အမှန်တရားကိုပြောမှာအခုချိန်မှာဆိုလို့ရှိရင်မနေ့ကမပုတုပြောတာကအဲ့လောက်ထိအာစက်ကောင်စီကလောက်တာစစ်တပ်ကလောက်တာပါဆိုပြီးတော့ပြောတာမဟုတ်ဒါပေမဲ့လည်းလောက်တဲ့သူခံဖို့ဆိုပြီးတော့ပြောနေတာဟာကိုအာနိုင်ငံတော်ကြီးပြည့်စုံမှုဖြစ်တယ်ဆိုပြီးတော့တွားပြီးတော့သတိပေးနေရတဲ့အချိန်မျိုးတိဖြစ်နေပါတယ်ဒါကတော့ တိတဲ့အတိုင်းပဲစက်ကောင်စီကတော့အမှန်တရားတွေပြောပြီးဆိုလို့ရှိရင်တော့ခံရမှာပေါ့ဒါကြောင့်မလို့ပြီးတဲ့မှာရှိနေတဲ့သူတွေကတော့လုံးဝကုန်ပြောရေးကြတာဖြစ်ပါတယ်မမချင်ပဲလေမမချင်ပဲမဲ့လေစစ်တပ်ဘိုးကိုမားနေရတဲ့အခြေအနေမျိုးတိနော်နောက်တစ်ခုကအေးတို့ဘာလို့ပေါ့နော်ကျွန်တော်တို့အရာဝတီတန်းတို့ဘကိုးတန်းတို့အထီကိုဘာလို့ဝန်လာလာလဲဆိုတာကိုဘုံမပြောင်းရေးဘလူတွေပြောဆိုထားလဲဆိုတော့ကျွန်တော်နှစ်တူနားထောင်ကြည့်အောင်ပါဒီထက်မှာစစ်တပ်တွေအတော့မကြလို့ဘာမှမလုပ်နိုင်လို့ဆိုပြီးတော့ပြောဆိုနေတဲ့ စစ်တပ် lobby ဘျွန်ကြီးရဲ့ရွတ်တန့်ဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါကြီးတို့အဲ့လိုမျိုးတွေတရွာလုံးညီကုန်နဲ့တရွာလုံးတော်လန်ကြီးရဲ့ဖြစ်ကုန်တဲ့အချိန်ကြတော့မှခင်ဗျားတို့ကဟိုခင်ဗျားတို့တောက်ချိုးကိုတိုင်းကစစ်တပ်ကိုတိုင်းပြင်ရမှာပါအခုတော့ဘလို့တွေဖြစ်ကုန်လဲဆို ARD မှာလောလောဆယ်တက်ရှူလိုက်ပြီးတက်ကနေပြီးတော့ယောဂပုတ်ကူးတဲ့ပုံစံမျိုးနဲ့အခုကျွန်တော်တို့ဒီရိုးမတောင်ကြီးရရွာတဲ့အကောင်လုံးကမနေခြင်းမဲ့နဲ့หนีကုန်ရပြီเนาะအခုချိန်ဒီဒေတာခံတွေကသတင်းပေးတာလေအများကြီးအများကြီးဒေတာခံသတင်းတွေ ပေးသလားမမေးနဲ့ဒေသခံသတင်းပေးတာမှတခက်ဒုတိုင်းမူတိုင်းမူအစဉ်စင်တီကိုပေးတယ်အဲ့တော့ပေးထားတယ်အဲ့လောက်ဒီပေးထားတဲ့သတင်းနဲ့အားလုံးကိုလည်းဒီစာရဖားတွေမဆာဖားတွေကတည်တည်ချာချာဆောင်ရွက်ခြင်းမရှိဘဲနဲ့ပြက်ကပြက်ကချော်တွေလုပ်နေတဲ့ပုံစံမျိုးတွေအထိကျွန်တော်တွေ့နေရတယ်အဓိတိုင်းမူပါလုပ်နေတယ်အဲ့တော့ဒုတိုင်းမူအစဉ်နဲ့ဒီစာရဖားတွေအစဉ်တီကအလုတ်လုတ်ပုံတွေမှာအချိုးမပြေလို့ပေါ့အခုလိုမျိုးဒီ အမှန်တကယ်ကအေရဒီ ARV တိုင်းတဲ့ကိုဘာမှဒါမျိုးထိဝင်လာစရာအကြောင်းမရှိဘူး။ဒါမျိုးဝင်လာပြီဆိုတော့ကကျွန်တော်တို့ကစားရဖားတို့နော်ဒီမဆဖားတို့ကိုအပြစ်တင်ပြောဆိုလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုပြန်ပြောဟာကိုမောင်မောင်ခင်ဗျားဘာသိလို့လဲအချက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင် ARV မှာအေအေဝင်လာတာကခင်ဗျားတို့စားရဖားနဲ့မဆဖားညံ့စစ်တက်ညံ့ခင်ဗျားတို့ညင်းမလားဟုတ်တယ်ညင်းမယ်ဆိုလို့ရှိရင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့အဲညင်းပါနော်အဲ့တော့ခင်ဗျားတို့စားရဖားနဲ့မဆဖားညံ့ဖြင်းလို့ ဒီ AR တွေမှာအေးအေးခြေကုပ်ရပြီဒါမျိုးတွေဝင်လို့ရတာဖြစ်တယ်အဲ့တော့အကုံမောင်မောင်တို့ကဝေဖန်လို့ရှိရင်ခင်ဗျားတို့စစ်ပိန်းစစ်ပိတ်တွေเนาะအ sorry ပါမှားပါပဲခင်ဗျားတို့စင်းစင်းတောက်တွေပေါ့ခင်ဗျားတို့စင်းစင်းတောက်တွေကလည်းကျွန်တော်တို့ကိုပြန်ပြီးတော့ဘာမှလာမသိတာအခင်ဗျားတို့ကခတ်တာကအဲ့ဒီကျွန်တော်တို့ကိုလာပြီးတော့ညင်းခုန်နေတော့เนาะဒီစိမ့်ပိန်းတွေပေါ့စိမ့်ပိန်းတွေကသူတို့ကဘာမှလာမသိတာအားရင်သူတို့ကဟိုကာကြုတ်တက်ပုံထိုင်ကြော့ဖို့เนาะပြီးစစ်တပ်ကြီးအားပေးဖို့တော့ပြီးပြီ အဲ့ဘာမေးတော့ဘာဆိုဘာမှမသိစစ်တပ်ဘက်ဘာကောင်းတာဆောင်ရွက်ပေးနိုင်ဆိုဘာမှလည်းကောင်းတာမဆောင်ရွက်ပေးနိုင်ဘူးသူတို့မှအားပေးဖို့နဲ့နော်အားပေးဖို့တော့တည်တာဒါပေမဲ့လုံနေတဲ့သူတွေကျောင်းလစ်လာနေတဲ့သူတွေကြတော့တည်တယ်အဲ့တည်တဲ့သူတွေကြတော့လေဒါသူတို့ကနားလေပေးပြီးတော့အမြဲတမ်းတော့ခွင့်လွှတ်ဖို့ကြိုးစားပါတယ်တို့ပါတော့လည်းတစ်ခါတည်းလို့ဆုံးမမှာဗျနော်အဲ့သူတို့ရွေးမှန်တယ်ဆိုတာမရှိဘူးခုလိုကျောင်းဆုံးမပါဘူးဆုံးမဆိုတာမင်းတို့တွေစစ်တပ်နဲ့ပတ်သက်ပြီးတော့ဘာများမင်းတို့ဆောင်ရွက်ပေးဖို့လဲနော်အွန်လိုင်းပေါ်မှာ နည်းနည်းပါးပါးပေါ့ online တော့လည်း online ပေါ်မှာတဆင့်ဗာများစစ်တပ်နဲ့ပတ်သက်ပြီးကောင်းကျိုးပြုခဲ့ဘူးလေခင်ဗျားတို့နေ့စဉ်နဲ့များစစ်တပ်ကြီးထောက်ခံပါတယ်အဘကကြောင့်ကြီးကတော့ပါတယ်ဒီလောက်သာလွတ်တက်တဲ့အဆင့်မရှိတယ်ဟုတ်တယ်เนาะညာကတော့ပြောင်းရစ်ကူတန်တဲဆိုတာဖြစ်ပါတယ်ဂျက်ဖွပါတီတွေနဲ့ဂျက်လော်ဘီတွေကိုတဲကိုဆိုတာဖြစ်ပါတယ်ဆိုတော့ဒီထက်မှာဒီဘေးရင်ဖြစ်စဉ်ကလော်ဘီတချို့ကတော့လောင်းဝတ်ကိုငင်းနေသေးတယ်အခုချင်းထိဝင်းနေမိတာယုံဆရာတော်ပြစ်ခတ်ရှင်ကလို့ပဲငင်းနေသေးတယ် မကြခင်မှာသူ့ရဲ့အချက်ဆော့ချက်ကိုကြွေးလာမကြခင်မှာကြွေးလာမှာဒီဟာကတော့သူတို့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပ်ပေးနေကြတဲ့တူလန်ပြည်သူမြေအားလုံးကိုလည်းကိုယ်ကြမှာချင်းဆက်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ